။ပြီးခဲ့တဲ့ရက်တုန်းကကျွန်တော်ဒီဘန်ကိစ္စနဲ့ချင်းမိုင်နဲ့မဲဆောက်ကိုသွားတယ်။အဲ့တော့ကျွန်တော်၂ရက်၃ရက်လောက်ကျွန်တော်မဲဆောက်မှာနေခဲ့တယ်။နေခဲ့တော့ကျွန်တော်ဒီချင်းမိုင်ကိုပြောင်းမလာခင်တုန်းကမဲဆောက်မှာကျွန်တော်သွားထိုင်နေဆိုင်လေးတစ်ဆိုင်ရှိတယ်။ထိုင်နေကြမဟုတ်ဘူး။အဲ့တော့အဲ့ဆိုင်ကိုကျွန်တော်မှားပြီးတော့မှရောက်သွားကျွန်တော်တို့အိမ်နဲ့လည်းတိတ်မဝေးဘူး။ မွေးတော့ကျွန်တော်အဲ့ဆိုင်လေးထိုင်ပြီးတော့မှကျွန်တော်တိတဲ့အချိန်မှာ business coach တယောက်ဖြစ်တဲ့အတော့ကိုရုံးကပေါ့နော်အဲ့ဒီဆိုင်ရဲ့အနေထားကိုကျွန်တော်ကြည့်တယ် sales ဘယ်လိုလုပ်ထားလဲ marketing ဘယ်လိုလုပ်ထားလဲ financial plan ဘယ်လိုလုပ်ထားလဲเนาะအဲ့တော့အဲ့ဒီ plan တွေကြောင့်ကျွန်တော်လေ့လာတယ်အဲ့တော့ဒီနေ့ကကျွန်တော်ပြောင်းသွားတဲ့အချိန်မှာမေးကြည့်တယ်ဒီဆိုင်လေးအခြေအနေဘယ်လိုရှိလဲလို့ကောင်းလားလို့ဆိုင်ရောင်းအားတွေရောကောင်းနေပြီလားလူတွေစီးနေပြီလားဆိုတော့ကျွန်တော်မေးချော်ပါပြောလို့ဆိုတော့ဆရာလေးအဲ့ဆိုင်ကပိတ်သွားပြီတဲ့ပိတ်သွားတာလတော့တော်တော်ကြားနေပြီတဲ့ ဆိုတော့အဲ့မှာကျွန်တော်ကျွန်တော်ခံမှန်းခဲ့တဲ့အရာเนาะလွန်ခဲ့တဲ့ကျွန်တော်ထင်တဲ့3-5လတုန်းက6လလောက်တော့ကျွန်တော်ခံမှန်းခဲ့တဲ့အရာကိုကျွန်တော်တွားပြီးတော့မှစဉ်းစားကြည့်မိတယ်ပေါ့เนาะအဲ့ဒါပါလဲဆိုတော့ကျွန်တော်အဲ့တုန်းကခံမှန်းပေးခဲ့တာဒီဆိုင်လေးကမကြခင်မှာပိတ်တော့မယ်ဆိုတော့ခံမှန်းပေးခဲ့တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့လုပ်ငန်းကအခုစထားတယ်ဒါမှမဟုတ်စတော့မယ်ကိုယ့်ရဲ့လုပ်ငန်းဒီကြာရှုံးနိုင်ခြင်းရှိမရှိကိုကျွန်တော်ပြောမယ့်အချက်တွေနဲ့ကြိုက်ကြည့်ပါ ဲ့အဲ့အချက်တွေလည်းကျွန်တော်ဒီ business coaching session ပေါင်းရာပေါင်းများစွာလုပ်တဲ့အခါမှာကျွန်တော်ကြုံတွေ့လာခဲ့ရတဲ့အတွေ့အကြုံနဲ့ကျွန်တော်ရဲ့ဒီမြင်တဲ့အမြင်တွေဖြစ်ပါတယ်။အဲ့တော့ခုနကเนาะကျွန်တော်ထိုင်နေကြ coffee sign လေးရဲ့ကြာရှုံးရတဲ့အကြောင်းရင်း၅ချက်ရှိပါတယ်။ Number 1တစ်ချက်ကကျွန်တော်တို့ပါလဲဆိုတော့ no strategic plan strategy plan မရှိ မာဗျူအားကြကြစီမံထားတဲ့ plan မရှိဘူးအဲ့တော့ဒီ sign ကိုကျွန်တော်မေးကြည့်တဲ့အခါမှာသူ့ရဲ့ sign ကဘာဖြစ်ချင်တာလဲသူ့ sign ရဲ့လားရာကဘာလဲနောက်ထပ်9နှစ်မှာနောက်ထပ်10နှစ်မှာနောက်ထပ်15နှစ်မှာဘာဖြစ်မလဲဆိုတဲ့လားရာကိုကျွန်တော်တို့မတွေ့ရဘူးပြီးတော့ဒီဆိုင်မှာကျွန်တော်တို့ကဟလာ vision ဒီဆိုင်ဘာဖြစ်ရှင်လဲဒီဆိုင် mission ဘာကြောင့်မလို့ရက်တည်နေသလဲဒီဆိုင်ရဲ့တံမိုးထားတဲ့အရာတွေဒါတွေကျွန်တော်တို့မတွေ့ရအောင် ဒါဒီကျွန်တော်ပါခေါ်လဲဆိုတော့ strategic plan လို့ခေါ်တယ်။အကြောင်းလို့ကျွန်တော်လုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်အရေးကြီးတာဒီ strategic plan တိတ်ကိုအရေးကြီးပါတယ်။အဲ့တော့ number 1 plan ကတော့ကျွန်တော်ပါလဲဆိုတော့ sales and marketing plan နော်အဲ့တော့လုပ်ငန်းတစ်ခုကကျွန်တော်တို့က marketing plan ကောင်းကောင်းဆွဲထားဖို့လိုတယ်။အဲ့တော့တို့လုပ်ငန်းကဘယ်သူတွေကိုရောက်မှာလဲ။အဲ့တော့ market research ရောလုပ်ပြီးပြီလား။ marketing plan တိတ်ကိုအရေးကြီးပါတယ်။အဲ့တော့ plan ပြီးရင်ကျွန်တော်တို့ကအလား marketing strategy တွေကျွန်တော်ဆွဲရမယ်ဒါဒီအရေးကြီးတယ်။နောက် sales plan နော်အဲ့တော့ဘာပြီးရင်ဘာရောက်မှာလဲအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကဒီဥပမာ save fund နဲ့ဆွဲထားမယ်ဘာပြီးရင်ဘာဘာရောက်မယ်ဆိုရဲတစ်ဆင့်တစ်ဆင့်ရောက်မယ်ဆိုရဲ save plan နဲ့ဆွဲထားတာကျွန်တော်တို့မရှိဘူးဒါကြောင့်မို့လုပ်ငန်းတွေကကျွန်တော်တို့ကြရှုံးကြတာနောက်ထပ် plan တစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုတော့ financial plan အဲ့တော့ဘန်ဒိုင်းနဲ့ပတ်သက်ပြီးတော့မှစီမံဆွဲထားတာစီစဉ်နေဆွဲထားတာကျွန်တော်တို့မရှိဘူးမရှိတော့ဘလောက်ဖိုးရောင်းရတယ်အဲ့တော့ဘလောက်ထွက်တယ်ဘလောက်ရှုံးတယ်ဘလောက်မြတ်တယ်เนาะအဲ့တော့အဲ့ဒါတွေကျွန်တော်မသိဘူး plan မရှိဘူး မရှိတော့ဘာပြဿနာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းကိုဝေးချေးနဲ့ပတ်သက်ပြီးတော့မှကြိုတင်ခံမှန်းလို့မရဘယ်အရာတွေမှာကုန်ကျစရိတ်တွေများနေပြီးတော့မှဘယ်အရာတွေကတော့ကုန်ကျစရိတ်တွေနည်းနေလဲပြောချင်တာဒီဘာလဲဆိုတော့ကျွန်တော်တို့က financial plan ကောင်းကောင်းဆွဲမှတာရင်လုပ်ငန်းတစ်ခုကရရှိရက်တည်နိုင်မှာမဟုတ်ရင်တော့ကျွန်တော်တို့အဲ့ဒီလုပ်ငန်းတွေရရှိရက်တည်နိုင်မှာမဟုတ်ပါဘူး okay now step plan တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့က customer service တော့ customer service ဆိုတော့ကောင်းကောင်းစီစဉ်နေဆွဲမထားတာဒါကျွန်တော်ခဏခဏပြောတယ်အဲ့တော့လုပ်ငန်းတစ်ခုမှာဆိုလို့ရှိရင် customer service အတွက်ကိုကောင်းကောင်းစီစဉ်ဆွဲထားဖို့လို့ကျွန်တော်ခဏခဏပြောရတော့ပါလို့ဆိုတော့ touch point တွေပေါ့နော် touch point တွေအဲ့တော့ customer နဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ထိတွေ့တဲ့နေရာတိုင်းကိုကျွန်တော်တို့က smooth ဖြစ်အောင်ကျွန်တော်တို့ချုံးမြအောင်လုပ်ထားဖို့လို့လေအဲ့တော့ customer တွေနဲ့ကိုယ်နဲ့ထိတွေ့တဲ့နေရာတိုင်းကိုကျွန်တော်တို့က point လေးတွေချထားပြီးတော့မှဒီ customer တွေအကောင်းဆုံး experience ရဖို့အတွေ့အကြုံတွေရဖို့ကျွန်တော်တို့လုပ်တယ်။နောက်ဆုံး plan ကတော့ကျွန်တော်တို့ဗါလဲဆိုတော့ staff plan လို့ခေါ်တယ်เนาะ။အဲဒါငါးခုမြောက် staff plan ဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့ကဘယ်သူကိုဘယ်နေရာမှာထားမလဲ။အဲ့တော့ဘယ်သူတွေကိုဘာတွေလုပ်ခိုင်းမလဲ။เนาะစနစ်ချတဲ့ staff plan ထားဖို့လိုတယ်။မဟုတ်ရင်ကျွန်တော်တို့ကတောင်းကနေနေဖြစ်ကုန်မှာ။အဲ့တော့ပြောနေတာဒီလုပ်ငန်းတစ်ခုကြာရှုံးဖို့အတွက်အဓိကအရေးကြီးတဲ့အချက်၅ချက်ဒီ၅ချက်ပဲ အကယ်၍ကိုကသာအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေကသာအဲ့ဒီငါးချက်ကိုခိုင်မာအောင်လုပ်ထားမယ်အဲ့ဒီငါးချက်ကိုအကောင်းဆုံးလုပ်ထားမယ်ဆိုလို့ရှိရင်တော့သေချာတယ်ကိုယ့်ရဲ့လုပ်ငန်းကရည်ရှည်ရည်တည်နိုင်နေမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမှာလဲအဲ့ဒီငါးချက်ဆိုလို့အဲ့ဒီအကြောင်းအရာငါးခုလုံးပါတဲ့ plan ဆိုလို့ရှိရင်တော့ business plan မဖြစ်မနေဆွဲရပါလိမ့်မယ်ကျွန်တော်လုပ်ငန်းရှင်တွေ business plan ဆွဲရမယ်နော်အဲ့တော့အခုကိုကဆွဲထားတယ်ဆိုလို့ရှိရင်တော့ fine အဆင်ပြေပါတယ်မဟုတ်ဘူးကျွန်တော်တို့ကဆွဲဖို့လိုအပ်သေးတယ်ဆိုလို့ရှိရင်တော့ဆွဲပါ ကိုကိုတိုင်ခုနကကျွန်တော်ပြောခဲ့တဲ့အခြေအနေတွေပေါ်မှာခြေခံပြီးတော့မှဆွဲပါအဲ့လိုမဟုတ်ဘဲနဲ့ကိုတိုင်မဆွဲနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်သတင်းကောင်းလေးပါစရာတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့လာမယ့်ဒီလဒီလနော်မာလ30ရက်နေ့ကနေစပြီးတော့မှဒီဇင်ဘာလ4ရက်နေ့အထိအောင်ညနေ9:00နာရီကနေပြီးတော့မှည10:00နာရီအထိ နော် business plan သင်တန်းရှိပါတယ်၅ရက်တိတိကျွန်တော်ကိုယ်တိုင်သင်ပါမယ်၅ရက်တိတိခုနကျွန်တော်ပြောခဲ့တဲ့ plan တွေအားလုံးကိုကျွန်တော်နဲ့အတူတူဆွဲပါမယ်၅ရက်ပြည့်ပြီဆိုတော့လည်းကို့အတွက်သိရာချီထောင်ချီတန်တဲ့ business plan ကြီးတစ်ခုရသွားပါလိမ့်မယ်အဲ့တော့သင်တန်းကြီးကိုလည်းကျွန်တော်အနည်းဆုံးနဲ့လုပ်ပေးထားတယ်၅သိန်းနဲ့ပဲကျွန်တော်တက်ခွင့်ပြုထားတယ်အဲ့တော့ ဒီတန်းတန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ Messenger မှာသွားပြီးတော့မှပြောပါ Business Plan တန်းတန်းတက်ချင်ပါတယ်ဆိုပြီးတော့မှပြောပါအဲ့တော့ဒီ Business Plan တန်းတန်းကိုမှကျွန်တော်ကဘာဘာပေါင်းထည့်ထားလဲဆိုတော့ AI မှာပေါင်းထည့်ထားတယ်ကျွန်တော်ကျွန်တော်ပြောထားတာ Instant Business Plan ဆိုပြီးတော့မှပြောထားတာကျွန်တော်တို့ AI နဲ့အထူးထူး Business Plan တွေဆွဲကြမယ်ပြီးရင်အဲ့ဒီ Plan တွေအတိုင်း counter ပေါ်ကြမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်တဲ့လုပ်ငန်းရရှိရည်တည်နိုင်တဲ့လုပ်ငန်းတွေဖြစ်ပါလိမ့်မယ် ဒီဗီဒီယိုတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့လုပ်ငန်းရှင်တွေဒီကျိုးလိုဆိုနေရရနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုဆုံးဖြတ်ချင်ပြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ